တာလီမြို့တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းတည့်ရပွဲခန္ဓာကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိတ်ခရိုင်တာလီမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကြီးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအရဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းတည့်ရပွဲခန္ဓာကိုယနေ့နေ့နဲ့စေနာအချိန်ကနာဝွန်ကျေးရွာရှိဆရာဦးကြရောအောက်မေ့ဘွယ်ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ရှေးဦးစွာတာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်းဝေတုံက အဖွဲ့မှစကားပြောကြားပြီးတာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှုဦးအောင်ထွေးဝင်းကအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကြီးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်တာလီမြို့ဘီဒလကြီးရွာတွင် ဖွင့်လှစ်ခဲ့သည့်အခြေခံလျက်စစ် တန်ကြီးဆက်တင်နှမ်းမှာထူးချွန်တင်နှမ်းသား၅ဦးဟာတာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်ဝေသုံးမှ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီးတာလီမျိုးနောင်ဝင်ကြီးရော်တွင်ဖွင့်လှစ်ခဲ့သည့်အခြေခံနှင့်မိုးမှန်စက်ကြုံဤပညာတင်နှမ်းမှာထူးချွန်တင်နှမ်းသူ၅ဦးဟာတာလီမျိုးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးလင်းလင်းအောင်ကဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ပါသည်။ရင်းနောက်တာချီလိတ်ခရိုင် အသေးစားဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ KI ဦးစီးမှုဦးအောင်ထွေးဝင်းကတင်နန်းသားတင်နန်းသူများအားတင်နန်းစဉ်လက်မှတ်များပေးအပ်ခဲ့ပြီးတင်နန်းသားတင်နန်းသူများကိုစားတင်နန်းသားတို့ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနဲ့အခမ်းအနားပြီးတွင် တာချီလိတ် KI စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်းဝေတုံနှင့်အခမ်းအနားသို့တက်ရောက်လာကြသူများကထူးချွန်တင်နန်းသားတင်နန်းသူများအားပေးအပ်သည့်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအားလေလေကြည့်ရှု၍ ်တင်နန်းသားတင်နန်းသူများအားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခမညာ